အကြကြာပြောဆိုခဲ့တာပါသူရဲ့ပြောဆိုမှုကမြန်မာနောင်းနဲ့အင်တာဗျူးမှာပြောဆိုခဲ့တာပါအဲ့တော့မြန်မာနောင်းအနေနဲ့လည်းလက်ရှိဒီတာကြကြာကိုမေးပြပါအောင်ဘာကြောင့်မိုးကုန်းနဲ့မိုးမွေးကနေဘာကြောင့်ဆုတ်ရတယ်လို့မေးပြပါမေးပြပါအဲ့ဒီကနေ့မှာတော့ TNL လက်နက်ကင်ဖွဲ့ကသူတို့အနေနဲ့မိုးကုန်းမြို့နယ်နဲ့မိုးမွေးမြို့နယ်ကနေပြီးတော့ဆုတ်ခွာပေးမယ်လို့ဖော်ပြလာပါတယ်ဒီလိုဒီလိုဖြစ်လာတဲ့အကြောင်းရင်းကတရုတ်နိုင်ငံကုမင်းမြို့မှာကုမင်းမြို့မှာတပ်မတော်နဲ့ TNL ဖွဲ့တို့တွဲဆုံပါတယ်ဒီတွဲဆုံမှုကကိုးချင်မျောလည်းဖြစ်ပါတယ် ကောချင်မြောက်တွေ့ဆုံမှုဖြစ်ပါတယ်တဲ့ဒီ29ရက်အော်တိုဘာ29ရက်28ရက်နေ့မှာတွေ့ဆုံတယ်တွေ့ဆုံပြီးတော့ဒီ29ရက်နေ့မှာပလောင်လန်းတကိုင်ဖွဲ့ပြည်တဲ့ TNL ကနေပြီးတော့သူတို့ဘက်ကထုတ်ပြန်လာတာဖြစ်ပါတယ်သူတို့အနေနဲ့မုံကုံမြို့နယ်နဲ့မုံမိတ်မြို့နယ်တွေကနေသူတို့ဆုတ်ခွာမယ်ဆုတ်ခွာပြီးတော့သူတို့ရဲ့သူတို့မှာဆက်ပြီးတော့ဖော်ပြထားတာကနှစ်ဖက်တက်တွေကရောက်တဲ့နေရာကနေပြီးတော့အပြစ်ရပါမယ်တဲ့ဒီနှစ်ဖက်အပြစ်ရမှုကဒီကနေ့ညဒီကနေ့အော်တိုဘာ29ရက်နေ့ည ဆန္ဒနာအချိန်ခါမှာအတောက်ဝင်မှာဖြစ်ပါတယ်။ယနေ့ယနေ့အချိန်ဒီအတောက်ဝင်သေးဘူး။ဒီကနေ့ညာဆန္ဒနာမှာအတောက်ဝင်မှာဖြစ်ပါတယ်။အဲ့ဒီမှာသူရဲ့ဒီသဘောတူညီချက်တွေမှာပေါ်ပြလာတာကတက်မလို့နေနဲ့ဝင်ထိုးစစ်ကိုရက်ပြရမယ်၊မြေပြေထိုးစစ်ကိုရက်ပြရမယ်။ဒါသူတို့ဘက်ကပေါ်ပြချက်ပါ။အဲ့တော့ပလောင်လန်းတကိုင်ဖွဲကတော့ကျွန်တော်တို့ဒါမိုးကုတ်မြို့နယ်နဲ့မိုးမိတ်မြို့နယ်ကနေသူတို့ဆုတ်ခွာပြီ။မြို့နယ်ပါမြို့မဟုတ်ပါဘူးမြို့နယ်ပါ။မြို့ရဲ့တတ်မှတ်ထားတဲ့နိုင်ငံတော်နဲ့တတ်မှတ်ထားတဲ့မြို့နယ်ရဲ့အိဒီယာတွေကနေဆုတ်ခွာမှာပါ။ဆုတ်ခွာမှာပါ။ တော့တက်မတော်ကဘာတွေရလိုက်လဲတက်မတော်ရလိုက်တာကနံပါတ်1တက်မတော်ကဆုံးရှုံးသွားတဲ့နယ်မြေတွေရဖို့အတွက်နံပါတ်1စီရေးရစီရေးစစ်စင်ရကျွန်တော်တို့နယ်မြေရှင်းလင်းပါတယ်နယ်မြေရယူပါတယ်ဒုတိယချက်ကနိုင်ငံရေးရနယ်မြေတွေရယူပါတယ်နယ်မြေတွေထိန်းသိမ်းပါတယ်နယ်မြေတွေရရယူပါတယ်နယ်မြေတွေထိန်းသိမ်းပါတယ်လက်ရှိတက်မတော်ကရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင်ကျွန်တော်တို့ဆုံးရှုံးသွားတဲ့ပြီးခဲ့တဲ့နှစ်တွေကဆုံးရှုံးသွားတဲ့နေရာတွေရဖို့အတွက်စစ်စင်ဆောင်ရွက်တဲ့နိုင်ငံရေးရလုပ်တယ်လက်ရှိတော့ကျွန်တော်တို့နှစ်မြို့ပြင်ရပြီပေါ့ ဒီနှမျိုးပြင်ရဖို့ကလည်းဒီပလောင်လာနှက်ကైအဖွဲကတက်မလို့တောင်းဆိုတာပါအဲ့တော့တိတ်တက်မလို့အနေနဲ့ဒီနှမျိုးကိုပြင်ပါအပြည့်ရက်ပေးပါဒီလိုမျိုးတောင်းဆိုပါလေအဲ့တက်မလို့တက်မလို့တော့ကကျွန်တော်အကျိုးမြတ်ပါဘာအကျိုးမြတ်ရလဲပေါ့ဘာအကျိုးမြတ်ရလဲဆိုရင်ဒီဒီကျွန်တော်တို့ KI ရဲ့လက်နက်လမ်းကြောင်းဖြစ်တဲ့လက်နက်လမ်းကြောင်းဖြစ်တဲ့ KI ကကျွန်တော်တို့ဒီမုံမိမျိုးနယ်ကိုအခြေခံပြီးတော့အဲ့ဒီကနေဖြတ်ပြီးတော့မန္တလေးတိုင်းနယ်ကိုဝင်ရောက်တဲ့လက်နက်ခဲရင် အဲ့ဒီကနေဖြတ်ပြီးတော့စကိုင်းတိုင်းတဲ့ကိုဝင်ရောက်တဲ့ဒီလက်နက်လမ်းကြောင်းတွေကိုတပ်မတော်ကထိတ်ဆုပ်နိုင်ပြောပါပြီထိတ်ဆုပ်နိုင်သွားပြီဒုတိယချက်က KI နဲ့ DNL ရဲ့ထောက်ပို့လမ်းကြောင်းကိုထိတ်ချုပ်လိုက်ပြီအဲ့တော့တပ်မတော်တို့ကကျွန်တော်တို့အကျိုးမြတ်အကြီးပဲနောက်ထပ်အကျိုးမြတ်ကဒေသခံတဲ့အကျိုးမြတ်ပါမကြခင်ကာလမှာမုံမိတ်မျိုးကအနေနဲ့မုံမိတ်မျိုးနဲ့သူမျိုးနဲ့သားအနေနဲ့မိုးကုတ်မျိုးနဲ့သူမျိုးနဲ့သားတွေအိမ်ပြန်တော့မှာဖြစ်ပါတယ်ခင်ဗျားတို့အိမ်ပြန်တော့မယ်အိမ်ပြန်မှာတော့မယ်အဲ့တော့ကျွန်တော်လည်းမကြခင်ရပိုင်းမှာ ဒီမိုးကုတ်မြို့ကိုသွားပြီးတော့ပလောင်လန်းနက်ကိုင်အဖွဲ့တွေရဲ့မြို့ထဲမှာဖောက်ထွင်းဝင်ရောက်မှုတွေခိုးယူမှုတွေကိုတော်ရောက်ရယူမှာဖြစ်ပါတယ်ကျွန်တော်သိရသလောက်ပလောင်လန်းနက်ကိုင်အဖွဲ့တွေကမိုးကုတ်မှာရှိတဲ့ဗန်တွေတွေကလည်းဖောက်တယ်ရခိုင်တိုင်းပဲဖောက်တယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်းထုံးတိတူဖောက်ခဲ့တယ်ပြီးရင်ကျွန်တော်မိုးကုတ်ကောက်ခွင်းမှာမိုးကုတ်ကောက်ခွင်းမှာလည်းကြောက်မြက်တွေတူးခဲ့တယ်ပြီးရင်ကျွန်တော်အဲ့မှာရှိတဲ့ဒီတစ်တော့ area တွေတစ်တော့ area area တွေကိုလည်းသူတို့ကြောက်မြက်တွေတူးခဲ့တယ်ဒီ area တွေကိုကျွန်တော်ရယူတင်ပြတော့မှာဖြစ်ပါတယ်လက်ရှိဒီတပ်မတော်ကတော့ဆေးရရစ်ပါတယ် နောင်ချိုနောင်ချိုကြောင်မဲ့တီဘောမျိုးတွေကိုကျွန်တော်ထိချုပ်ပြီးဖြစ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့လိုင်းရှိုးကနေပြီးတော့မန္တလေးထိလမ်းကြောင်းတွေအားလုံးကပွန့်ထွက်သွားပြီ။ပွန့်ထွက်သွားပြီ။အဲ့တော့ဒီအောင်မြင်မှုကကျွန်တော်တို့ကြီးကြီးမားမားပါ။အဲ့တော့ကျွန်တော်မြင်ချင်တာကတာဖုံးကျော်။တာဖုံးကျော်ကပြီးခဲ့တဲ့ရက်ပိုင်းကထုံးတို့ထားမယ်လို့သူရေးခဲ့တယ်။တာဖုံးကျော်ကထုံးတို့ထားမယ်။တာချက်စားပြောခဲ့တာကမြန်မာစစ်တပ်ပြိုကွဲနေပြီ။လွှဲယူပြောခဲ့တာကကျမတို့တလက်မမသူတို့ထိချုပ်တဲ့မြေကနေမဆုတ်ခွာဘူး။ ြောခဲ့ပါတယ်ခင်ဗျားတို့ပြောခဲ့တာပါခင်ဗျားတို့ရဲ့ Facebook အကောင့်တွေမှာရှိပါတယ်တာပုံးကျော်ဆိုရင်ထုံးတို့ထားတယ်လွှဲဦးဆိုရင်ကျမတို့ထဲချုပ်နေမြေကတလမ်းမမနောက်မဆုံးဘူးတာချက်သားဆိုရင်မြမတက်မတော်ပြိုကွဲနေပြီသူတို့ပြောခဲ့တာပါလက်ရှိတော့သူတို့သူတို့ကိုယ်တိုင်ပဲတက်မတော်ကိုအပြည့်အပြည့်ရပေးပါ